တော်စမြတ်အားလုံးပဲမင်္ဂလာပါရှင်။ New Family Channel ကနေလည်းပြန်နေပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့မှလည်းစာရေးဆရာမကြီးဂျာနေကျော်မမလေးရေးသားထားတဲ့ရှင်နှစ်အောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်း32အနေဖြင့်ဆက်လက်လို့မျှဝေဖတ်ပြတင်ဆက်ပေးသွားချင်တော့မို့လိုက်ပါလို့နာဆင်ခံစားပေးကြပါအောင်ရှင်။ရှင်နှစ်အောင်မွေးအပိုင်း32 ၊လေကားထိန်မှစီးရဲကျူနေသောဒေါ်စောမီမျက်နာသည် ပြားရည်ဆန်းထားတကယ်သို့ချိုသာလာပေသည်။လာပါလာပါမမကြီး။အိုး၊နေပူလိုက်တာ။ထီလဲမပါကြည့်ပါအောင်။ဒေါ်စောမီအတန်သည်အလွန်ပင်ယဉ်နီးကျင်နာလာဟန်ပေါ်ပြပေါ်ထင်နေသည်။ကြည်ကြီးမေးကြားနေကြအချို့ချို့သားသားအတန်ကလေးသည်နားရဲနိုင် မခံနိုင်အောင်ပူပြင်းသွားကတကိုယ်လုံးချမ်းစိမ့်စိမ့်ကြီးဖြစ်သွားသည်တော်စောမီနီ မျက်နှာပြင်အောင်မိစကားများကို ပြောရတော့မိအတွက်အာနာကြောင်ရွံ့လာကဒေါ်စောမိမျက်နှာကိုမကြည်ဝင်ပဲလေကားတင်များကိုသာတတစီကြည်လျက်သူစိတ်ကိုအာတင်ပြီးတက်လာရသည်ជីជីမေသည်ကလတိုင်မော်၌ကိုပြင်းလက်ပြင်းထိုင်ချလိုက်ပြီးဟင်ကနေတမကြီးကိုကျေတောင်စွာချမိလျက်သားဖြစ်သွားလေသည်။ဘာဖြစ်လာလို့တော့မမကြီးရဲ့ဒေါ်စောမီမှာအချိုမပြည့်အပြုံမပြည့် ပြုံးချူချူကလေးပင်မင်းနေသည်ကြီးကြီးမေသည်ဒေါ်စောမီပေါ်၍ပြုံးကားလာသည်ပြုံးချူချူမျက်နာနှင့်မျက်နှာချင်းမဆိုင်ရ၍မျက်နာလွှဲမီလုံလိုက်၏သို့သော မျက်နာလွှဲချိန်မရလိုက်ဘဲမျက်လုံးချင်းဆိုင်မီနီရသားဖြစ်နေသည်တောင်ပလျှော်လည်နေသော မျက်လုံးများနှင့်ချိုသာနေသောမျက်နှာသည်ကြီးကြီးမေကိုစိတ်ချင်းကြုံစေုံမကပဲရှင်နေပူပြင်းသွားစေသဖြင့်ကြီးကြီးမေမှာဘဲကားစတင်၍ပြောရမှန်းမသိအောင်အစာရှာရခက်သွားသည် ជីជីမိန်မျက်နှာသည်ညာမညိုမဲလာသည်ဒေါ်စောမိသည်ជីជីမိန်မျက်နှာကိုဤတွင်မှအကဲခတ်လိုက်သည်ជីជីမိန်သည်မျက်နှာသည်ညိုမဲနေရောမက မျက်လုံးမျက်ကုံးပါးစပ်မီးစီမကြံငကို အတိုင်းမဟုတ်ဖဲမျက်နှာတစ်ခုလုံးကြီးမကောင်းအောင်ပုံမှန်တွေ ပြက်နေသောမိမလည်းမျက်နှာကြီးဖြင့်စကားတလုံးမျှမထွက်နိုင်သေးပဲနှုတ်ခမ်းများသာ လုံနေသည်ဤအချင်းရာကိုမြင်အောင်မှစူစမ်းမအောင်မမကြီးရဲ့ ချိုခြင်းတိုင်းချို၍ပြုံးခြင်းတိုင်းပြုံးထားသောတော်စောမိ၏မျက်နှာမှအမှုရာတို့သည်တပြေးပြေးအချိန်သေးပြီးတန်သွားကြသည်တော်စောမိ၏စိတ်ထဲတွင် ကိုမြတုကိစ္စများလားသို့မဟုတ် သူ၏ကိုယ်ရေးကိုယ်တော်ကိစ္စကြောင့်လားဤနကုဆက်ကြ၌ဝေခွဲများဖြစ်လျက်ရှိရင်သူမျက်နှာမှာအေးဆက်တည်ငြိမ်သွားလျက်ကြီးကြီးမင်းမျက်နှာကိုတဲ့တဲ့ကြီးဆိုင်ကြီး၍နေသည်ရှေးမျက်နှာနောက်တာပြီးပြောရတော့မှပဲအမိရဲ့မမကြီးမှာတော့ကြားထဲကခွေးဖြစ်ပါပြီ သေးများသေလိုက်ချင်ပါတယ်ဒေါ်စောမီးတင်းငိမ့်သောမျက်နှာသည်ယုတ်ချင်းအိုသွားကကြီးကြီးမေကိုစိမ့်စိမ့်စားသားကြီးကြည့်လိုက်ပြီးအလိုဘလိုများဖြစ်လို့လဲမမကြီးဟုမေးလိုက်သည်တန်တရားခံ၍မင်းမြန်စူးစမ်းသောအတန်မျိုးပါခြင်းကြောင့်ကြီးကြီးမေမှာထူပူရာကတုံလုံးသွားသည်ကြီးကြီးမေသည်စကားကိုခက်ပြေပြေပြောနေပါက လွယ်လွယ်ကူကူပြောနိုင်မည်မဟုတ်ခြင်းအတွက်ခက်မြန်မြန်ပဲပြောပြသည်မောင်မြတ်တို့ကိစ္စပါပဲအမီ သူမိဘတွေကိုဖွဲ့ယူတဲ့နေ့ကပဲသူပွင့်ပြောတော့သူတို့မှာစိတ်ဆက်ထားပြီးသားရှိတဲ့။မောင်မြင့်သူက"အိုးဒါဖြင့်သူမိဘများကျမတို့အကြောင်းတွေသိကုန်ကြပြီပေါ့"ဒေါ်စောမီသည်ပြောပြီးအရှက်ဖြင့်ကွဲပြီးမျက်နှာကြီးနီးရဲသွားတော်သည် ရှက်ချင်းစိုးရင်တုံးလုံးချင်းစသည်အရေးရောင်တို့သည်မျက်နှာပေါ်၌တပြိုင်တည်းထင်ရှားစွာပေါ်လာကြသည့်အပြင်ဝင်ဖြတ်ပြောလိုက်သောအတန်ကားလေးကရုံကင်းကြီးဖြစ်သည် ជីជីမေမှာပြန်ပြေရန်ရုတ်တရက်ဆွမ်းအား၍သွား၏ပြီးမှတော်စောမိအချက်ပြေအောင်ဖုံဖုံပြီးပြီးပြောရန်တတိဝင်လာသည်တတိဝင်လာမှအသက်မရှူဘဲကမန်ကရန်ပြန်ပြောပြန်သည်မတိကြပါဘူးအမိရဲ့ဒါတော့အမှန်မှစိတ်ချပါဘဲသူဘဲဝါဖြစ်မှန်းသိတဲ့အထက်တောင်မရောက်ပါဘူးမောင်မြင့်သူကကျွန်တော်အိမ်တော်ဘက်တွေ့ထားပါပြီလို့စလဲပြောကြရောဘဲသူဘဲဝါဆက်ပြို့ဖို့တောင်မရောက်ပါဘူးတဲ့သူတို့စိတ်ဆက်တာပြီးသားရှိလို့ သူတို့စကားကိုနားထောင်မှုသာအတင်းပြောကြတော့တာပဲတဲ့ဒေါ်စောမီသည်အိမ်တွင်မစေနိုင်အောင်ဖြစ်ကမျက်နှာမှာအိုမြဲအိုနေလျက်ငြိမ်သက်သွားသည်အသွင်အမူအရာအလုံးတင်းမငြိမ်သက်သွားသလောက်မျက်လုံးများမှတဝင်းဝင်းဆူရှားတောက်ပြောင်နေသည်ကြည်ကြီးမေသည်သူစကားကိုဆက်၍မပြောနိုင်သေးပဲတဝင်းဝင်းတောင်းနေသည့်မျက်လုံးများကိုဘယ်တော့ကဒီမျက်လုံးမျိုးကို တွေ့ဖို့ပါလေဟုစဉ်းစားကြည့်သည် ပြက်ကနေပေါ်လာသည်မှာမော်ဖီဖီအကြောင်းပြောစဉ်ကမြင်လိုက်ဖို့သောမျက်လုံးတဝင်းဝင်းမျိုးဖြစ်နေသည်ဒေါ်စောမီ အရှက်ကြီးရှက်သွားမှသည်သဖြင့်ကြောတွန့်သွားကရှေရှေဝေးဝေးမပြောတော့ဘဲလူရင်းမြင်မြန်ရောက်အောင်ဆက်ပြောရသည်လူရင်းရောက်အောင်မြင်မြန်ပြောနိုင်မှသူတက်သားလေးမျိုးသူစိတ်ထဲ၌ထင်လိုက်မိသည်မောင်မြင့်သူဟာသူတို့ဆက်တာတွေဟာကိုမယူနိုင်ဘူးလို့စုပ်အတင်းအကြောက်ကန်ရင်းတော့မှ မောင်မြင်တို့ဟာသူတို့တောင်မို့ဖို့ဆိုတာပေါ်လာတဲ့အမိရဲ့ကဲကြည်ပါအောင်ជីជីမေသည်ကဲကြည်ပါအောင်ဆိုသောစကားကိုဟန်နှင့်ပန်နှင့်တွန်ပြောလိုက်သည်ဒေါ်စောမီရှေမောင်း၌လောလောဆယ်ရင်ဆိုင်နေရသောသူ့ကဲကဲမှလွတ်မြောက်ရန်ထွက်ပေါက်တစ်ခုကိုတွင်မြင်ရပြီးတကယ်သို့တတင်းကအတွင်ဤအသည်သည် သူ့ကောင်းနေသူဝင်ရောက်လာက သူ့စိတ်ထဲ၌အာနေနေရှိသွားသည်ဒေါ်စောမီထံမှအသံ ပြောဆိုမိသည်ជីជីမင်းမျက်နှာကိုစူဆန်းသော အကြည့်ဖြင့်တိတ်ဆိတ်စွာကြည့်နေသည်ជីជីမေသည်ဒေါ်ဆောမီမျက်နှာကိုတဲ့တဲ့ကြည့်လျက်အားရှိပါရှိအတန်းဖြင့်သူတို့တော်မဟုတ်ဘူးတဲ့တော့ထပ်ဆင်း၍ပြောလိုက်သည်ជីជីမေမှာကိုမြင့်သူပြောပြစဉ်ကအမှန်ဖြင့်စိတ်မချမ်းမြေခဲ့တော့လေရက်ကိုအခါတွင်ဒါရင်မုံသည့်အချက်ကသူ့ပေါ်၌အပြင်းမတင်တော့အောင် သူဒုက္ခကိုကဲ့တင်လိမ့်မည်ထင်မှတ်ကစိတ်သက်သာမှုဖြစ်မိသည် တည်ရချက်ကိုအားထားမိတဲ့အတွက်နေသာထိုင်သာဖြစ်သွားပြီးပြောရဲဆိုရဲဖြစ်လာသည်။နို့ဘသူသားလဲ။ဒေါ်စောမီသည်ရေနေ၌လှူရှားသွားကာအံ့ဩဟန်ဖြင့်အတန်ပြပြထက်မိကြည်သည်။ဘယ်သူသားမဲသူတို့ကိုနိုင်ကလဲမသိကြဘူးတဲ့။ကောင်းရော။သောသောမိသည်တိတ်ဆိတ်သွားသည်ဆိုသောကဝဝင်တောင်းနေသောမျက်လုံးများမှာဝင်ဝင်မတောက်တော့ပဲရီဝေသွားကသူမျက်နှာမှာအလေးနဲ့တွေ့တော်နေသောအသွင်တံတန်းများစောင့်နေချေသည် အဖြစ်ကတော့မကောင်းလိုက်တာအမီရဲ့တားမဟုတ်ဘူးဖွင့်ပြောတဲ့သူက အဖေလို့သူက ဖွင့်ပြောတဲ့ဖွင့်လဲပြောမယ်ပြင်းရော့မကြော်ပါမပြောဘူးဝင်းတားသေးတဲ့မရတော့မှပုံနဲ့သားလေးလဲကြသွားတဲ့သူတသက်လုံးဖုံဖိထားတဲ့ကိစ္စကြီးပေါ်သွားတဲ့အတွက်သူ့စိတ်ထဲမှာမချစ်တင်ခဲ့ဖြစ်သွားတယ်လေမမကြီးဖြင့်တရားကြောင်းတွေကြားရသိရတာစိတ်မချမ်းသာတာကတမျိုးဖြစ်မယ်ထင်တာကြီးကမဖြစ်ရတာအစီအစဉ်ရတာကတမျိုး တီများတီချင်ပါတယ်အမိရဲ့ကြည်ကြီးမေသည်ခြူတန်ပေါအောင်ကြီးလိုက်ပြီးနောက်သူ့ရင်ထဲ၌မော်လာ၍အတန်တိတ်သွားသည်ဒေါ်စောမီသည် တစုံတရာမပြောဆိုဘဲတိတ်ဆိတ်စွာပင်တွေ့တော်နေသည်အတွေ့ပေါင်းများစွာတို့သည် သူ့ကိုရစ်ပတ်လွမ်းချုံလျက်ရှိနေသည်ကြည်ကြီးမေက ပြောလက်စားဖြင့်ပြီးအောင်ဆက်၍ပြောသည်မောင်မြင့်သူပြို့ပုံထောက်တော်သူတို့စကားကိုမောင်မြင့်သူဟာနားထောင်မှပဲ သူ့မိဘတွေဟာဘယ်သူဘယ်ဝါဆိုတာသူသိရမယ်ပုံမျိုးလိုဖြစ်နေတယ်။သူ့မိဘကဘယ်သူဘယ်ဝါမှလည်းသူသိခြင်းနဲ့မဟုတ်လဲလက်ထက်ခြင်းနဲ့ဒါတွေကြောင့်သူ့မှာအယူမိဝိုင်းဖြစ်နေတယ်။တနာစရာကောင်းလိုက်တာအမိရဲ့ရုပ်တောင်မပေါ်ရှာတော့ပါဘူး။မမကြီးဖြင့်ဘလို့များပြောရမလဲလို့စိတ်အိုက်လိုက်တာ။မနေ့ကမောကြောင်သွားတော့ ကြောင်မောင်းနေလိုက်သွားပြီးတော့ဒီအချိုးအချောင်းကိုပြော့ပြလိုက်တယ်။မောင်ကလည်းမိမိစိတ်မချမ်းသာမှမို့သူမပြော့ပြပြစေနဲ့တဲ့။ကြီးကြီးမေပဲမိမိကိုပြော့ပြပါလို့ပြောပါတယ်။ဒေါ်စောမီသည် အတွင်းနဲ့နေရာမှကြီးကြီးမေကိုလမ်းကြည့်လိုက်သည်။အော်ဒါကြောင့်မို့ပဲကိုမနေရာကြောင်းကပြန်လာတော့သူ့မျက်နှာတဲမကောင်းလာဘူး။သူလည်းရှက်မှာပေါ့။အင်း အဖြစ်ကတော့မကောင်းလိုက်တာလေဒေါ်ဆောင်မိသည်ရှေ့ဆက်မပြောချင်းပြီးတကယ်တော့ရံ့၍သွား၏သူမျက်နှာမှာတင်းမာခက်ထန်သွားပြန်သည်မောင်မြင့်တို့ကတော့သူတို့ပြီးစားတာဘယ်နည်းနဲ့မှမယူပါဘူးမယူလို့သူကိစ္စကပြီးမလားမမကြီးရဲ့သူအဆုံးဖြတ်ကဘလို့လဲကျမသိချင်ပါတယ်ဒေါ်စောမီက သူ့ကိုနားခံတာအောင်ပြောသည်ဟူယူဆက ကြည်ကြည်မိကိုတမင်ပြန်ပြောလိုက်ပြီးမှ ကိုမြင့်ထူး၏အဆုံးဖြတ်ကိုသိလိုစိတ်ဖြင့်မေးလိုက်သည်ကြည်ကြည်မိသည် ပြောရန်မဝင်မရဲဖြစ်သွားသည်မပြောရင်မပြေး၍ဓာတ်ရိုက်မပြောဘဲသွဲဝိုက်သောနှီးဖြင့်ပြောလေသည်သူတို့စိတ်မချမ်းသာအောင်လဲသူမလုပ်ဘူးသူစိတ်မချမ်းသာအောင်လဲမလုပ်ဖို့စကားရှိထားကြတဲ့အတိုင်းဒီပြက်တနာကိုသူဒီလိုပဲဖြစ်ရှင်းရတော့မှာပဲအမိရဲ့ ကြည်ကြီးမေဤစကားအတိတ်ပဲကိုတော်စောမိကောင်းစွာနားလေလေသည်မော်ကိုလည်းမယူပေးစားမိသူကိုလည်းမယူဆိုလိုသည့်အတိတ်ပဲကိုတော်စောမိနားလေလေမည်ဟုကြည်ကြီးမေကလည်းသိသည်တော်စောမိသည်ကြည်ကြီးမေဤစကားကိုနားလေယုံများမကနားရှက်သွားဟန်ဖြင့်မျက်နှာပြက်သွားပြန်သည် ကိုမြင့်သူမှမွေစားသားဖြစ်သည်မိဘရိဘယ်သူမှမသိဆို၍ ဒေါ်စောမီစိတ်ထဲအံ့ဩယုံမှတပါကိုမြင့်သူအပေါ်၌အထင်သည်အမြင်သည်ဖြစ်သွားသောစိတ်မျိုးလုံးဝမပေါ်ပေါက်ပေကိုမြင့်သူ၏ပညာအရေးချင်းစိတ်နေသဘောတာအချင်းစာရိတ်တာတို့ကိုသာလျင်ပုဂ္ဂိုလ်စွဲသဘောကြနှစ်သက်ခဲ့ခြင်းဖြစ်သည်ငကိုကမိဘရှိန်ဝါကြီး လွန်မိုးလျက်နေခြင်းကြောင့်ဂုံအရှိန်ချင်းမတူကြ၍ဤကိစ္စ၌အရှိန်အဝါကြီးသည် အတာအစီအဟံတာကြီးပင်ဖြစ်ခဲ့သေးသည် ဒေါ်စောမီအတွေ့အတွင်ရေကိုလိုသားမဟုတ်ဖိတကောင်ကျွဲဖြစ်ခြင်းကို သဘောပို၍ကြသွားသည်။တာရင်မှုတ်ခြင်းကပင် မော်နှင့်နီးစက်ရန်ပုံမို၍လွယ်ကူခြင်းရှိပါလျက်မလွယ်ကူသည့်အပြင်ပုံမို၍ခက်ခဲလျက်ရှိသောအကြောင်းပြချက်များကိုသူစိတ်ထဲ၌လက်မခံနိုင်အောင်ဖြစ်မိသည်။တာရင်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေဤကိစ္စတွင် ုမြင့်တူးသည့်ပြက်ပြက်သားသားရဲရဲရင်ရင်ဆုံးဖြတ်နိုင်သူဖြစ်ရမည်စိစက်ပြီးသားရှိချင်းဆိုသည့်အချက်ကိုသူအတွေ့ထဲ၌စဉ်းစားရန်ပင် အရာမသွင်းဘဲဖယ်ထားသည်ကိုမြင့်တူး၏ဆုံးဖြတ်ချက်ကိုထောက်ရှုခြင်းအပြင် ချစ်မြတ်တာကိုဦးစားမပေးပဲအလေးနဲ့မထားဘဲကိုမြင့်တူးသည်မိဘများကိုသာဦးစားပေးသောလူတစ်ယောက်ဟုမြင်သွားသည်ဤအမြင်ဖြင့်သူ၏ရင်မအောင့်သွားသည် ဒေါ်စောမီနှလုံးတွင် ရှက်ချင်းဝမ်းနေချင်းခံပြင်းချင်းစသည့်အာကာသတို့သည်အပြန်ပြန်လူလာခံရနေသည်ဘသူမှမယူဘူးဆိုတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ဟာမခိုင်မာလှဘူးမမကြီးရဲ့အခုပုံဆိုရင် သူ့လိုရာပြည့်အောင်တခုကိုတော့သူဆုံးဖြတ်ရလိမ့်မပေါ့သူ့ရဲ့အဆုံးဖြတ်ကိုကျမခံမှန်းနိုင်ပါပြီကြည်ကြီးမေကြီးမျက်နှာမျက်စိတွင် အတော်ကတိကောက်ဖြစ်သွားပြီသည် ရှိပါပြီမီကိုဒေါ်စောမီတင်နေနေပြီဖြစ်သော မျက်နာဖြင့်ပြောခြင်းကြောင့်ဖြစ်သည်ဒေါ်စောမီမျက်နာမှာပြတ်သားနေ၏ခက်ထန်နေ၏ကြည်ကြီးမီစိတ်ထဲ၌ကိုမြင့်သူသည်စိုးနှင်ဘယ်နည်းနဲ့မျှမယူဟုသိနေ၏ယုံကြည်နေ၏တို့ရာတွင်မမျော်လင့်သောအကြောင်းကိစ္စတို့သည်မမျော်လင့်ပေပေါ်လာသည့်အတွေ့သူ၏ယုံကြည်မှုကိုခိုင်မာသည်ဟုမထင်ရ၍ မော်ကားလွဲပြီးအခြားသူကို မယူပါဘူးအခိုင်အမာမပြောဝင်အောင်ဖြစ်သွားသည်ပြီးပြီးတဲ့ဂရိချပြီးတဲ့ဆုံးဖြတ်ချက်ကိုဘာအကြောင်းနဲ့မှမပြောင်းတဲ့စိတ်မျိုးကိုမှကျမကြိုက်တာအခုကိစ္စမှာ အခုမှ ပေါ်လာတဲ့မိဘကိစ္စဟာတက္ကနမော်ကိစ္စဟာတက္ကနပါကတိတခုဝန်ခံချက်တခုကိုတွေးဖီတဲ့စိတ်ထားရှိနေတဲ့လူမျိုးနဲ့လွဲရမှာကိုတွေးကြည့်ရင်ဝမ်းနေစရာမရှိလို့ကျမဝမ်းမနေပါဘူး ဒါပေမဲ့အဆက်ကွဲဖို့တသက်ဖြစ်ရပုံကတော့ဒေါ်စောမီသည်ပျော်ပြင်းနေနေသည် တွေးကြည့်ရင်တိတ်မကောင်းမှုမမကြီးပြက်သားကတန်နေသည်ဒေါ်စောမီမျက်နှာတွင်တင်း၍မဲ့ပြုံးလေးတစ်ချက်ပေါ်သွားသည်စိတ်ဓာတ်သောနှုတ်ခမ်းမှတွင်၍အရေးထက်ယုံများထိုအပြုံးသည်မိများစိတ်မှတ်ကြည့်တတ်သူမိများစိတ်နာကြည့်တတ်သူဖြစ်ကြောင်းပေါ်လေ၍ပြသသောကဘာမကြီးအပြုံးမှုကြီးကြီးမေကအတိတ်ပဲအနှစ်ကိုကောက်ယူသည် မမကြီးတော့အကျိုးလိုလိုညောင်ရီလာပတ်ထန်းနဲ့တွေ့ဆိုသလိုပဲအမိအပေါ်မှာတော့မမကြီးဟာခွေလုံးလုံးဖြစ်ရပါပြီခံလိုက်တဲ့အာမဘန်းတွေဒီอืมအခုတော့မမျက်နာပြည့်ရပြီ မမကြီးတော့အလကမိမကြီးဖြစ်ရပါပြီကြည်ကြည်မေသည်ပြောရင်းရွှေရွှေဖြင့်မျက်ရည်တွေဝဲလာသည်ဒေါ်စောမီသည်အတွင်းတိုင်းဖြစ်နေသော ရှက်ချင်းနာကျင်တို့ကိုခြုံတီးအောင်အင်းတိုင်းလျက် အပါနိုင် အလိုက်တဲ့ကြီကောင်းအောင်ပြောရန်သူမျက်နှာကိုပြင်လိုက်သည်။အိုးမမကြီးကလည်းဘာရီပြောနေတာလဲဖြစ်ချင်လုံးလုံးမမကြီးဆောင်ရွက်တဲ့မမကြီးရဲ့စည်းနှောင်ကျမကမသိတာမှမဟုတ်ပဲ။ဒီစကားမျိုးမပြောပါနဲ့ဖြစ်လာတာဘယ်တက်နိုင်မလဲ။အစကကိုကကျမစိတ်မပါပါဘူး။ကျမစိတ်ထဲမှာအများကြီးထင်မိတယ်။အခုတော့ကျမစိတ်ထင်ခဲ့တဲ့အတိုင်းပါပဲလေ။မဟုတ်ဘူးလားမမကြီး ဒိုဆောမီသည်ជីជីမီအပေါ်၌အပြစ်တင်သောစကားမပါရန်တတိထားကကြည်ကောင်းအောင်ပြောနေညာလဲသမီးရှင်ပြီးပြီးအရှက်တော်ကွဲပြီးဟူအရှက်ကြီးရှက်လျက်မနှင်းမြို့သောမျက်နှာသားမျိုးရုပ်ချီးပြန်ဖြစ်သွားပြန်သည်ជីជីမီမှဒိုဆောမီမသားရသောမျက်နှာသားကိုမြင်နေလီမျက်နှာချင်းမဆိုင်ရအောင်အနေရခံနေလီသည်မောပြောပြစဉ်ကမော၏အမူအရာလေးများမှာတစ်ဖက်လူစိတ်သက်သာပွေရာရသလောက်ငြင်းချမ်းလျင်ဒေါ်စောမီအမူအရာများမှာ တပတ်လူစိတ်မချမ်းသာပွဲဖြစ်အောင်စိတ်ကျဉ်ကျုံရခြင်းတို့ကိုနိုင်ရှင်ကတွေးလိုက်မိသည်မမကြီးတော့တိတ်စိတ်မချမ်းသာတော့အမှန်ပါပဲမမကြီးပြောခဲ့သမျှတွေမမကြီးအပေါ်မှာခွင့်လွတ်ပါတော့သူ့အမေကိုတိုင်းကအိမ်တော်ကြီးမှာတားစိတ်မချမ်းသာအောင်မိမိတို့မလုပ်ပါဘူးလို့ပြောထားလို့မမကြီးဟာလည်းအာမခံရတာပါပဲတော်စော်မိသည်ဤအကြောင်းကိုထပ်၍မကြားခြင်းအောင်နာခါသွားသည် ူးစိတ်ထဲ၌မိသူကိုဟူရင်ညွန့်၍တက်အပ်ဆွဲစရာမတွေ့တော့ညာလေပြောစရာမရှိအောင်ယွန်ခါသွားပုံမှာမိသူကိုမမသိဖြစ်နေသည်ဒေါ်စောမိသည်ဘာကိုယွန်မန်းခါမမသိယွန်ခါလုံး၍လှုပ်ရှားခြင်းလည်းမရှိ တကွန်တပါးသားများမပြောဘဲနှလုံးမချမ်းသာသောမျက်နှာကြီးဖြင့်အတန်ကြာစွာတိတ်လျက်နေ၏ကြည်ကြည်မေသည်ဒေါ်စောမိမျက်နှာမကောင်းဘဲတိတ်တိတ်နေခြင်းကြောင့်တစ်ချိန်ထက်တစ်ချိန်ထူပူနေသည် မျက်နှာမတားတတ်တော်ချင်းကြောင့်သူမျက်နှာကိုဓာဖြင့်လိပြချင်းသလောက်ဖြစ်နေရသည်ဒုစောမိရှိမောင်၌အနေရအတိုင်းရချင်းကျုပ်ကြက်တဲလာသောဒုက္ခမှလည်းမတိလာပင်စိတ်ညစ်ညူးလာ၏ခွင့်လွတ်ပါအမိရေနော်ជីကြီးမင်း၏အတန်မှာငကိုအတန်မဟုတ်ဖိငိုတန်ပါတာတာဖြစ်နေကနွန်စွာစိတ်မကောင်းဟန်ဖြင့်သူမျက်လုံးကိုမိန်လိုက်သည် ခွင့်လွတ်ပါရေမမကြီး တောင်းပန်စရာမလိုပါဘူးတော်ပါတော့လေနောက်ထပ်ဒီအကြောင်းကိုဒီနေရာစားပြီးတော့မပြောကြပါစို့နဲ့တော့နော်ကျမမကြပါစီနဲ့ပြီးပါပြီကဲကော်ပီတောက်ပါအောင်တွင်းရင်ရေစိတ်နာနာဖြင့်ခံပြင်းစွာပြောလိုက်သောအတန်းနှင့်မူယာဟန်ပန်တို့မှနာခါပါလေမကြခြင်းဘူးဟူရင်ရင်တီတီထုတ်ဖော်၍မပြောယုံတမင်အတန်ရောစကလုံးရောပြက်ပြက်တောက်တောက်ရှိလာခြင်းကြောင့် ကြည်ကြည်မေဤမျက်နှာပူသောအပူဒီဂရီသည်အရှိန်မကျဘဲတက်တက်ထက်သာတက်နေတော်သည်နေတော့နေတော့မမကြီးမတော့သေးဘူးမမကြီးပြန်အောင်မပြန်အောင်မအကင်၍ဤကိစ္စနေရာကြား၍အစဉ်ပြေပါလျင်ကြည်ကြည်မေသည်မျက်နှာရှိရှိဖြင့်ဘဲအချိန်တွင်ကုံသွားမမသိအောင်ဖြစ်ရမည်မကဝမ်းတော့စိတ်တွေဖြင့်မုံမင်းလေးမင်းမွှွန်၍နေလေချေတော်မည် ယခုမူအပြောနှင့်အဟောမညီရွာသည့်အဖြစ် မျက်စိမလားမျက်နှာမလားဖြစ်ရကားကော်ဖီတောက်ဖို့ဝီးစွာဒေါ်စောမီရှိမောင်း၌ဆက်လက်၍တိုင်မနေရပြီးရှင်စိအာနာစိတို့ဖြင့်ထူမှွန်၍နေခြင်းကြောင့်ကြာရှိနေရန်မဝင်၍မျက်နှာငငယ်ဖြင့်ပြန်ပြောကားမျက်နှာငငယ်ဖြင့်ပြန်ရန်နေရာမှထားလိုက်ရသည်ဒေါ်စောမီကအိန္ဒြေရရတာသည်၏ ကြည်ကြီးမီသည်ခရိုင်ပုံစံမျိုးသူ့အားမယမက အတင်းတားနေခြင်းမျိုးမဟုတ်ပေအင်ဒရီမပြတ်သောသူ့အားတားနေခြင်းမှန်တည်ခြင်းကြောင့်ပိုမိုရွေသာ မျက်နှာငယ်ကကိစ္စလေးရှိသေးလို့ပါပြန်အောင်မဲအကြောင်းပြရလျက်ရှက်ကိုရှက်ကန်ဖြင့်ထပြန်လာခဲ့တော်သည်မော်ယုံစင်း၍အင်တို့ပြန်ရောက်သော အခါ၌ဧကန်ဝါမှာတကားဖွင့်လျက်ကျူနေကြမိခင်ကို မတွေ့ရခြင်းမော်သည်အင်းရှိတကားပိတ်ထား၍နောက်ပင်လေကားမှတက်ခဲ့သည် မိဘဝ၌ထွေရင်နှင့်ဆုံးကြသည်မိမိယောမော်ဒီလီတန်ဖြစ်မိလိုက်သည်ကြီးကြီးမီဆောဆောအားပဲပြန်သွားတယ်ကြီးကြီးမီပြန်သွားတော့မိမိငိုးပြီးအခန်းထဲဝင်သွားတယ်ဟေးမော်ဒီကြီးကြီးမီလာသွားပြီဆို၍သူရင်ထဲ၌ကြောက်ခဲကြီးဆွဲတကယ်သို့အင်မတန်ရင်လေးသွားသည်ငိုနေသည်ဆို၍ခေါင်းလဲအစာမတန်ကြီးသွား၏။ရုံးလဲအိတ်ကလေးကိုတမင်းစပွဲပေါ်၌ချခဲ့ပြီးနောက် ်မိခင်ရှိရာအခန်းသို့ကတိုက်ကြိုင်တန်းသွားလေသည်ဒေါ်စောမီသည်သူ့အခန်းတကားကိုပိတ်ပြီးအတွင်မှချက်ထိုးထားသည်ကြည်ကြည်မီရှိ၌ဟန်လုံး၍ထိန်ထားသောမျက်ရည်များမှအခန်းတကားပိတ်ပြီးမှတပေါက်ပေါက်ကြလာလေသည်ဒေါ်စောမီသည်ကတင်ပေါ်၌မျက်ရည်လေရွယ်ဖြစ်နေသည်သမီးလေးကံကြမ္မာဆိုဝါဘုံကို ဖြည့်ဆဲ၍မရပဲချိန်ငိုနေသည် ရှက်လဲရှက်လာ၏ဒေါ်လဲပွားလာ၏ စိတ်နာခြင်းကလည်းတစ်မျိုးခံပြင်းခြင်းကလည်းတစ်ပုံဝမ်းနေခြင်း ရှက်ခြင်းဒေါ်ပွားခြင်းခံပြင်းခြင်းတို့ယုံမွေကတပွဲပွဲစုနေသောတော်စောမီရင်ထဲမှလျှံထွက်ကြလာသော အရာတို့မှတပေါပေါကြလာသည့်မြေရီပူကြီးများဖြစ်သည်မမေမမေမော်ဒီအပြင်ဘက်မှတကားကိုပုတ်ကောခေါ်ချသည်ဒေါ်စောမီသည်လုံးဝအတန်ပြန်မပေးဘဲနေလေ၏ မော်သည်အသံကြား၍တကားခုနာဖြင့်ကတ်ထောင်ကြည့်လိုက်သော အခါဝဲအခန်းထဲမှရှိုက်တန်းများသည်မော်၏နားရည်သို့တရှုပ်ရှုပ်ဝင်လာကြသည်မမီတကားဖွင့်မအောင်မမီမငိုပါနဲ့ကောင်းကိုက်လိမ့်မယ်မမီရဲ့မော်သည်အသံငငယ်လေးဖြင့်ထိန်လန့်စွာဝမ်းနေပန်းနေပြောလိုက်သည်ဒေါ်စောမီသည်မော်၏အသံကြားမှပို၍ဝမ်းနေသွားသည်အိမ်အောင်ပြုလို့စိတ်မရှိရသောမောကိုလင်းငါလာကျင်း၍အပူတပြင်းနာချခဲ့ပြီးကမှ နောက်ဆုံးအရှက်ရယုံသာဖြစ်ရသောသမီးအဖြစ်ကိုအသေးနာလိုက်သည်မှာရာစရာမရှိအောင်ဖြစ်တော်သည်ထိုင်နေရင်အကောင်းသာ ထသွားမှကြိုမှန်းသည်ဆိုပြီးတကယ်တော့ကိုမြင့်သူအားသဘောတူကြောင်းစကားပြန်မိခြင်းအတွေ့သူကိုယ်သူအပြစ်တင်၍မဆုံးနိုင်အောင်ဖြစ်ရသည်ဤသို့စကားပြန်ရခြင်းအကြောင်းရင်းကိုရှာကြည့်ပြန်သည်တူရဲသောသားမို့စိတ်ကူးတယ်မထည့်ပဲနေခဲ့တာဒီအိမ်မှုဝင်ပွေရှုပ်၍အမကြောင့်နားရောင်သွားမိတာအမကြောင့် ဖျာပုံကဒေါ်စောတီကိုလည်းလှမ်း၍အပြစ်ပေါ်နေသည်မွေစာမိဘဖြစ်၍မတော်လန်လိုသောသဘောထားမိဘရင်မတိရသောအဖြစ်ကြောင့်ဆိုသည့်အချက်လက်တွေကို တနုံနုံစဉ်းစားကြည့်လိုက်သောအခါ၌သူတို့သားမီးကန်ကြမအားဤအချက်တွေကအနိုင်ယူထားသည်ဖြစ်၍မိဘနှင့်ကင်လာသည့်အလုံးတွေပါတကားဟုတွေးမိကရောက်ကမမိဘကြောင့်အကြောင်းကုန်၍ကွက်ခဲ့ရသော သူအဖြစ်သည်လွန်လေပြီးမှယခုတဖန်အစ်စ်ပြန်ဖြစ်လာပြန်သည် ူဘဝတွင်ယောက်ျားနှင့်ပတ်သက်၍အပြိုအီပြက်ခအမဲဆက်ကြီးဆုံးယုံသောမဟုတ်သေးပင်တန်ဆင်လာသောသမီးလေးပါ ကိုမြင့်ထူးကိုချစ်ကြောင်ပြန်ရပြီးမှတသက်မဲ့အစွန်ထင်းရလိချင်းဟုမကန့်ကြည့်ဖွယ်လိုက်ဖို့ဝန်းနေ၍နေသည်မမီတကားဖွင့်မမမီရင်မမီမမီမောကဆင်ကဆင်ကခေါ်နေ၏ဒေါ်စောမီမှာသူ့မျက်နှာကိုပြရမှရှက်တာလားမောမျက်နှာကိုကြည့်ရင်ရှက်တာလား တို့အားသူခဲကြ၍မတိအောင် ရှက်စိတ်မော်လျက်အတန်ပြန်၍မပြူပေ။မော်ဤအတန်သည်တုံ၍နေကငိုတန်လေးပါရောပြွနေသည်။မော်သည်သူနှင့်ပတ်သက်၍မိခင်စိတ်စင်ရဲ့မှမဖြစ်စေလိုပါပဲဖြစ်မိအောင်ဖန်တီးစေသောအကြောင်းကံကိုတွေးမိကတစိမ့်စိမ့်ဝန်းနေလာသည်။တော်စောမိစိတ်မှာ ူများစိတ်နဲ့မတူသောစိတ်ဖြစ်ခြင်းကြောင့်ကြည်ကြည်မေပြောရင်းမိမိတော့စိတ်မချမ်းမသာဖြစ်တော့မှာပဲဟုအိမ်အပြန်စိတ်လေးလာခဲ့သလောက်တကားပိန်ငိုနေခြင်းကိုပပင်းတွေ့ရသောအခါ၌စိတ်မချမ်းသာရုံမကမောစိတ်ထဲ၌နောက်ကျူရှုပ်ထွေးသွားတော်သည်စိတ်ကိုကောင်းကောင်းထားပါမိမိရေဝမ်းနေစရာဘာမှမရှိပါဘူးမိမိနာမောတပွားမှမကွာရတော့ဘူးမဟုတ်လားတိတ်ပါမိမိရေတကားဖွင့်ပါ မော်ဤအပိစကားဖြင့်တော်စောမီသည်သူ့ရင်ထဲ၌ဝမ်းနေလုံးကြီးလိုက်တက်လာကသူ့အသံအပြင်သို့ပေါက်ထွက်မိကိုစိုးရင်၍ကောင်းပေါ်၌မျက်နှာတအားမောက်ဖိပြီးရှိုင်ငုံနေသည်မမေမော်ဒီစိတ်မကြမ်းသာလုံးချင်းကြောင့်တကောလုံးတုံလာကတကားပေါင်းကိုကင်၍ရန်ဒီလျက်မှကိုကလေးလျှောထိုင်ချလိုက်ပြီးသူ့ကိုယ်လုံးလေးဖြင့်တကားပေါင်းကိုမိထားလိုက်သည်ရှိုက်တန်လေးများတဲ့တဲ့ဖြင့်တိမ်လုံးမှတိမ်နေလေသည်မော်ဒီတပြင်းရှည်ကြီးကိုချလိုက်၏ အိမ်တော်ရင်းနဲ့ပတ်သက်၍တာမီနီယောင်အကျိုးမပေးပုံကိုငင်းငိုင်တွေးတော်စဉ်းစားလျက်နေခြင်းဖြင့်သူမျက်လုံးလေးများမှပြတင်းပက်သို့လန်းရောက်နေသည်စိတ်ကမယမနာတမြင်တမ်းချင်းတွေးနေလျက်ကပင်လက်ကလေးကလည်းမကြာခဏတကားကိုပုတ်ကားပုတ်ကားမိ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 ဟုခေါ်နေလေသည်အခန်းထဲမှာဘာသာမှပြန်မကြခြင်းကြောင့်မို့သည်ဆက်လက်၍ငိုင်ငိုင်ကလေးတွေးနေပြန်သည် သူ့အတွေ့အထိတဲ့တွင်တရံရောအကားကားတော်စောမိအခန်းတကားပိတ်ထားသည့်အတွင်သူ့ပြပြအပြင်ဘက်မှတကားတိုင်ပုတ်ခေါ်နေပုံမှဒီလိုပဲနေမှာပဲဟုထင်ပါရဲ့တွေ့မိသေး၏မိခင်မှာဖခင်နဲ့အကျင်လင်မယားဖြစ်ပြီးမှ꿰ကြရသည်သူမမူအကျင်လင်မယားမဖြစ်ခင်ချစ်သူဘဝနဲ့꿰ကြရခြင်းမှကလားဟုတွေးမိလေသည်တာမီနီအောင်ချစ်သူနဲ့꿰ကွင်း꿰ကွာကြရခြင်းတူညီကြတော်လေမတူညီသည့်အချက်ကိုလည်းစဉ်းစားမိသည် ်မိခင်ဖြစ်သူမှာဖာခင်နဲ့ကြွဲကြစဉ်ကဒေါသတရားမာနတရားတွေအခြေခံရဲ့ကြွဲကြပုံမခံတာခြင်းနဲ့မိမိမှာချစ်သူအပေါ်၌မေတ္တာတရားကရုဏာတရားအခြေခံကကြွဲရခြင်းကြောင့်ခံတာခြင်းရှိပုံကိုနှိုင်းရှင်ကစဉ်းစားမိသည်မော်ဒီတိုတို့စဉ်းစားရင်မှအကိုမိပါများကိုအကိုတွေ့ပါစဉ်ဟူမေတ္တာပို့ဆူတောင်းလိုက်သည်မိမိကောင်းမှုလိမ့်မယ်တိတ်ပါမိမိထမင်းစားရအောင်ဖွင့်ပါမိမိ မော်သည့်အမြင်မပြတ်တွေးနေစဉ်မိခင်အတွေ့ပူပန်စိတ်များကခေါင်းပြူလာကြပြန်၍သူ့ရဲ့အတွေ့ရင်ကိုရက်ကတကားပုတ်ပြင်းထက်ခေါ်ပြန်သည်မော်ဘလိုခေါ်ကောဘလိုပင်ပုတ်ပုတ်ဒေါ်စောမီမှသူ့ဝင်ကျင်တော်မှဖွင့်မိသဘောရှိနေ၏အတန်ပြန်မပေးဘဲသူ့စိတ်နှစ်သူမဖွင့်ဘဲနေကတွင်းကျင်တိုင်းတွင်း၍ဆွေးကျင်တိုင်းဆွေးလျက်နေသည် မော်မှတစ်ချိန်တည်းတစ်ချိန်စိတ်ရောလူရောပင်ပန်းနှွမ်းနေလာသည် တကားထူ၍လည်းမဖွင့်ခေါ်၍လည်းမထူ မော်ဒီပင့်သက်ဖြာဖြာရှူလျက်အာကုန်ခံတဲ့ကဲ့သို့ပန်းချသွားသည် တကားပေါင်းကိုမိထားသောသူကောင်းမမူဝေဝေဖြစ်နေသည် နေအောင်ကလည်းဝင်တော်မီဟန်အတော်ဆောင်ကြသွားပြီးလေတစ်ချက်ပင်တိုင်းလိုက်၍ဖျာကန်ရှိမှခန်းစည်းစားသည်လွင့်၍သွားလေသည်မော်ဒီတိတ်ဆိတ်စွာကောင်းကလေးမီရင်သူရှိနာမှခန်းစည်းစားလက်၍သွားသည်အခါ၌ဖျားကြောင့်အတွင်မှတပေတော်မူလာသည့်ဖျားစင်တူတော်ကိုဖုံးမြင်လိုက်ရသည် အကန်စည်းစာလွင်ကားလွင်ကားအကြောင်းမှတစ်ချက်တစ်ချက်ပေါ်ယူပေါ်ယူလာသောဖျားစင်သူတော်ကိုစိုက်ကြည့်၍နေလေသည်မော်ဒီဖျားရှင်၌ကင်းသောရာဂရှိခြင်းကိုစဉ်းစားမိသည်ကင်းသောဒေါသရှိခြင်းကိုစဉ်းစားမိသည်ကင်းသောမောဟရှိခြင်းကိုစဉ်းစားမိသည်ဤသို့အောင့်မေ့ဆင်ခြင်းစဉ်းစားလိုက်သောအခါ၌ရာဂဒေါသမောဟတို့မှ ကင်းစင်တော်မူသောဖုရားကိုရောမြတ်သည်မောအားပူလောင်ခြေကွဲမှုမှန်သမျှတို့နှင့် လူကင်းရာချမ်းသာသော ကိုစိတ်နှလုံးရှိရာအရက်တို့ခေါ်ဆောင်၍ပို့ပေးလိုက်ပြီးတကယ်တို့ပင်စိတ်ငြိမ်အေလီယန်နေသည့်အသွင်မျိုးပြောင်းသွားသည်ပါပေါ်၌စိုးကြနေသောမြေကြီးစားတွေနှင့်ပင်မော်ဤမျက်နှာလေးသည် ကြည်လင်ငြိမ်ချမ်းနေလျက်မျက်လုံးလေးများပိတ်လိုက်ကလေးတစ်ချက်အတိုင်းလိုက်တွင်ဖျားဆင်းသူတော်ကိုလက်အုပ်ကလေးကြည်လျက်ရှိခိုး၍နေသည်ဟုတ်ကဲ့ပါရှင် ဇာကြီးဆရာမကြီးဂျာနယ်ကျော်မမလေးရေးသားထားတဲ့ရင်းနှင်းအောင်မွေးဆိုတဲ့ဝတ္ထုစာအုပ်လေးအားအပိုင်30နှစ်အနေဖြင့်ဆက်လက်လို့မြောင်ဝီဖပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြသူနွေဦးမိသားစုဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။နွေဦးမိသားစုများအားလုံးလည်းဘေးရန်တွေအပေါင်းမှကင်ဝေးလို့လုံခြုံကြလေ။ကိုယ်စိတ်နှပြကြမှာလို့ရှင်လန်းကြပါစေရှင်။